နိုင်ငံရေးမှာ အကုံမရနိုင်ဘူးဆိုတာ နားလည်အပ်တယ်။နိုင်ငံရေးကိုအနှက်ဖွင့်ရမှာ ဖြစ်နိုင်ခြေရှိတာကိုလှုပ်တာ နိုင်ငံရေးလို့ပြောတယ်လို့မဖြစ်နိုင်တာကိုဖြစ်အောင်လှုပ်ပြတာကိုလည်းနိုင်ငံရေးလို့ပြောပါတယ်။တခြားသောနိုင်ငံရေးရဲ့အနှက်ဖွင့်ဆိုချက်တွေရှိပါသေးတယ်။ဒါပေမဲ့ဒီနေရာမှာပြောချင်တာကတော့နိုင်ငံရေးမှာတစ်ချိန်တည်းတစ်ပြိုင်နက်ထဲနဲ့အကုံမရနိုင်ပါဘူး။ ကိုဘကအသားစီရရင်ဝက်ဥရည်တင်းနိုင်ပြီးတော့ကိုဘကအားရောတဲ့အခါမှာအထိအခါရကြဆုံးနေအောင်လုပ်ရတာပါပဲဒါဟာအခြေခံနားလည်အပ်တဲ့သဘောတရားဖြစ်ပါတယ်နောက်ထပ်နားလည်ရမှာတခုကတော့ဘ ਹੁ ဥတိုင်းကို မဖြိုးနိုင်သေးရင်အပြားအနာသားတွေကိုပန်းတိုက်ဆိုတဲ့ကိစ္စဖြစ်ပါတယ် policy ရှူဒေါင်းကနေကြည့်ရင်လဲအဲ့ဒီလိုပါပဲမဟာဗျူဟာရှူဒေါင်းနေကြည့်ရင်လဲပဲ ဲ့ဒီလိုပဲဖြစ်ပါလိမ့်မယ်။နိုင်ငံရေးမှာအကုန်မရနိုင်ဘူးဆိုတာကို တွက်နိုင်ကြရင်မဟာဗျူဟာရွေးချယ်မှုတွေကိုခမများများဖန်တီးနိုင်မှာပါ။ဒါပေမဲ့လောလောဆယ်အဖြစ်မြမနိုင်ငံရေးမှာအဲ့ဒီလို မတွေ့ရပါဘူး။အထူးသဖြင့်ဗမာနိုင်ငံရေးအတိုင်းအဝိုင်းမှာအဲ့ဒီလို မတွေ့ရဘူး။အကြောင်းကတော့ဗမာနိုင်ငံရေးအုပ်စုဟာတစ်ချိန်တည်းတပြိုင်နက်တည်းအကုန်ရဖို့ရည်ရွယ်ချက်ထားနေတာ ဖြစ်ပါတယ်။ဒါဟာ ဖြစ်တဲ့နာမှန်ပေမဲ့လက်တွေ့မကြပါဘူးတကယ်လက်တွေ့ကြနေတာကတော့ဗမာမဟုတ်တော့နိုင်ငံရေးအုပ်စုလို့ပြောနိုင်ပါတယ်ဗမာမဟုတ်တော့နိုင်ငံရေးအုပ်စုတနည်းအားဖြင့်တိုင်းရင်းသားနိုင်ငံရေးတမားတွေရဲ့မဟာဗျူဟာရှုထောင့်ကိုကြည့်ရင်သူတို့မှာမဟာဗျူဟာရွေးချယ်မှုတွေခမားများလုံနိုင်အောင် သူတို့ကွင်းကိုဖွင့်ထားတာတွေ့ရပါတယ်ဒါပြင်အုပ်စုတွေခွဲပြီးတည်ထားတာ လိုင်းတွေခွဲပြီးဖြန့်ကစားနိုင်တာကို တွေ့ရတယ်။ဒါကြောင့်လဲအဖိအဖော့ဖြူဟာက တိုင်းရင်သားတွေအတွက်အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။စန့်ကျင်ဘက်အုပ်စုတွေကိုအပြိုင်ဖယ်ရှားခြင်းမှာဗမာမဟုတ်သော တိုင်းရင်သားတွေက အာမတန်ပါဘူး။ဗမာတိုင်းရင်သားတွေကတော့အတ္တကို အာတန်ပါတယ်။စန့်ကျင်ဘက်အုပ်စုတွေအပြိုင်ဖယ်ရှားခြင်းကို လက်တွေ့မကျတော့လဲပဲဇိုအတင်းလောက်တတ်တဲ့အကျင့်ဗမာတွေစီမှာရှိပါတယ်။ နိုင်ငံရေးမှာတစ်ချိန်တည်းတပြိုင်နက်ထဲနဲ့အကုံမရနိုင်ဘူးဆိုတာကိုနားလည်ရင်တည့်ရချင်းတက်နိုင်ပါလိမ့်မယ်။စိတ်ရှည်အောင်ဤနိုင်ပါလိမ့်မယ်။အချိန်နေနဲ့အချိန်ခါကိုနားလည်ပြီးကိုယ့်ဖက် short ချိန်ကဘယ်ချိန်လဲကိုယ့်ဖက်တင်းချိန်ကဘယ်ချိန်ဆိုတာကို နားလည်ပြီးနိုင်ငံရေးလီဘာအဖြစ်အဖို့ကို နားလည်ပြီး ရှေ့ဆက်နိုင်ပါလိမ့်မယ်။အခုလောလောဆယ်မှာတော့ရောက်ချင်စောနဲ့ဇွတ်တင်းနိုင်ငံရေးလီဘာကို ြိနင်းကြားတဲ့အခါမှာတကယ့်တရောင်စစ်ချိုးအချိုးကွေမှာထိုးကြကြတာတွေ့နေရပါတယ်အထူးသဖြင့်ဒီလိုတရောင်စစ်ချိုးအချိုးကွေတွေကတစ်ဖက်ကကြောက်ဖြစ်နေတဲ့အကွေမျိုးဆိုရင် ပိုဆိုးပါတယ်ပြန်တက်လို့မရလောက်အောင်ကြောက်ထဲထိုးစင်းသွားတာမျိုး ဖြစ်တတ်ပါတယ်ဒါဟာပြန်တက်ဖို့မလွယ်တော့တဲ့ကြာဆုံးကမ်းမှုဒီလိုကိစ္စရဲ့မျိုးတွေကိုစဉ်းစားဆင်ခြင်နိုင်မှတော်ကကြမယ်ထင်ပါတယ် အတက်အစင်းကျန်းတဲ့နိုင်ငံရေးခရီးရှင်မှာနိုင်ငံရေးလီဘာအဖိအဖော့နဲ့နိုင်ငံရေးတတိကဲ့သို့အကျဉ်ဆုံးရမယ့် break ကိုလည်းအလိုက်တင်သုံးတက်စေဖို့လိုချောင်းပါခင်ဗျာ။